တရင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးကိုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကန်အပ်ပါတယ်ခင်ဗျာခုရကပထမအဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တောင်ခမ်းနီးမှာရှိတဲ့တစကန်တစ်ခုကို DNA ထပ်မံလက်လွတ်ပေးလိုက်ရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းကျေးဝါနီးမှာရှိတဲ့ တောင်တက်မတော်တင်နယ်လေးရဲ့တက်စကန်တစ်ခုကိုအချမ်းဘက်စကောင်းစီကထမ်းမှန်ဒိမ့်ပိုက်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ထံမှစုံစမ်းသိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့ကတောင်ခမ်းနဲ့အုံမတီဘက်မှစကြောင်းထိုးလာတဲ့စကောင်းစီတက်နဲ့တောင်မြို့သားလုံမြောက်ရေးတက်မတော်တင်နယ်လေးတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးရာပြင်ခြေဝါမှာရှိတဲ့တင်နယ်လေးတက်စကန်ကိုထမ်းမှန်လက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။မှန်ပါတယ်။စတက်ကစစကန်တချို့ကိုပြန်ထိန်ချုပ်နိုင်ခဲ့တာ။မင်းနဲ့ဆက်ရကလေးကတရချို့စေဒီကုန်းကိုပြန်ရသွားတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ရအောင်ပြန်ယူမယ်။ ဂျန်တဲ့နေရာတွေလည်းဆက်လက်ခုခံနေပါတယ်။နောက်ဆုတ်ပေးဖို့လည်းမရှိဘူးလို့မြေပြင်သတင်းရင်းမြစ်တအူးကပြောပါတယ်။လက်ရှိစကောင်းစီဟာနောင်ချုံမြို့ကိုပြန်လည်ထိန်ချုပ်နိုင်ရန်တို့ကတောင်ခမ်းစခန်းကိုထိုင်ထားကနောင်လင်းရာပြင်နဲ့အုံမတီးရွာများဘက်ကိုနေစစ်နေပါထိုးဆက်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ဒါပြင်မြေပြင်စစ်ကြောင်းပြင်လေကြောင်းနဲ့လက်နက်ကြီးများအုံပြူကတိုက်ခိုက်ခဲ့ခြင်းတွေကြောင့်ယခုမေလ၁ရက်နေ့မှ၂၈ရက်နေ့ထိကလေးတငယ်အပါအဝင်ရတားလေးဦးတည်ဆုံးခဲ့က15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီ၃လရဲ့အတွင်းတော့ငြိမ့်နေတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ဘာတမ်းမှလည်းမကြားရဘူးပေါ့နော်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကရာပြင်ရွာဘက်ကိုတိုက်ပွဲဖြစ်လို့အခုကျွန်တော်တို့ရှောင်းနေတဲ့နေရာမှာရွာသားတရာနီးပါးရောက်လာတယ်။ပြီးတော့ဇာဝဲနေရေးတို့ကခက်ခဲတွေရှိတယ်။အကူကြီးလုံနေပါတယ်လို့အုံမတီးဝကံမျိုးသားတဦးကပြောပါတယ်။ဒါပြန်ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကလည်းနောင်ချုံမြို့အမတ406တရင်အင်းမှာရှိတဲ့နားရှုပ်ဂျေးဝါကိုတန်တလေးကလက်လော်ခဲ့ရတဲ့ပြင်နောင်ချိုလေးမဲပုံးနဲ့နောင်လင်းစကမ်းများကိုလည်းစကောင်းစီကပြန်လဲထိန်းချုပ်ခဲ့ပါတယ် လက်ရှိစကောင်းစီခိုင်းမှတဆွဲထားတဲ့တောင်ခမ်းကြီးဝမှာအမြောက်တပ်စခန်ကိုကဲမှုဌာနချုပ်ကိုရရနဲ့အပါဝင်အမြောက်တပ်ရင်းနေဖြစ်တဲ့3-4လေး3-6နဲ့4-6တို့တဆွဲထားပြီးတော့ DNL ဘူပေါင်းတက်တဲ့နဲ့နေစင်နေပါတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်မြို့ထဲမှာတော့ပုံမှန်သွာလာနေတာပဲလေချောင်းတက်ကဲမှုစိုးရိမ်နေတာကတခုလွဲလို့ပေါ့မြို့ထဲမှာလည်းလေချောင်းကြောင့်အိမ်နေပြစည်းတာယာနဲ့ချီကိုရှိပါတယ်ပြီးတော့အရင်လိုစစ်စစ်ကားကမဖြစ်ဘူးပေါ့လို့နောင်ချိုဒေသခံအမျိုးသမီးတအုပ်ကပြောပါတယ် ယမန်နဲ့2024ခုနှစ်ဇူလိုင်လ10ရက်နေ့မှာဒီအန်နယ်လီပူပေါင်းတက်ဟာနောင်ချိုမြို့ကိုဒိမ့်ပိုင်နိုင်ခဲ့ပေမဲ့တောင်ခန်းချေဝါမှာရှိတဲ့စကောင်းစီထိုင်စကန်းကိုဒိမ့်ပိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်ဆိုပါစကန်းကိုခြေပြူပြီးအကြမ်းဖက်စကောင်းစီဘက်ကပြန်လဲထိုးဆက်ဆင်တက်ခိုက်ခြင်းတွေကြောင့်လက်ရှိမှာတန်နယ်လီကစကန်းတချို့ကိုလက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အကြမ်းဖက်စကောင်းစီတက်မှစစ်သားများကြောက်ရွံ့နေပြီးစစ်မတိုက်ရတော့ဘူးလို့ ကေရန်လေထန်းတို့လဲဝင်လာတဲ့စမှုတန်တသားတက်တွေပြောဆိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအကြမ်းဖက်စကောင်းစီတပ်မစစ်သားများဟာကြောက်ရွံ့နေပြီးတော့ဆင်မတိုက်ရဲကြတော့ဘူးလို့ကေရန်လေထန်းတို့လဲဝင်လာသူစမှုတန်တသားတက်များကပြောဆိုပါတယ်။ပဲခူးတိုင်းရွှေတောင်မြို့နယ်တမန်ကုန်းရွာအုပ်ချုပ်ရေးမှုကိုတပ်ဖြတ်ခဲ့တဲ့စမှုတန်တသားတက်တအိုးပါဝင်ဘော်ဒါဆော့ရဲ့ဖမ်းဆီးခံရသူတုံးဟာလက်ရှိမှာအကြမ်းဖက်စကောင်းစီရဲ့အောင်စရာဆက်စင်ရေးမှထွက်ပြေးပြီးတော့ကေရန်မြို့သားလူမျိုးရေးတက်မတော့ကေရန်လေထန်းမှာလဲဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ထိုကဲ့သို့အောင်စရာစစ်ကြောင်းမှထွက်ပြေးလုံမြောက်လာတဲ့ဓမ္မ95လက်အောက်ခံခမရ91တက်ရဲမှစမှုတန်တသားတဲ့ကိုခန်းနိုင်ဝင်ဟာရွှေတောင်မြို့နယ်တမန်ကုန်းကြီးဝါအုပ်ချုပ်ရေးမှုကိုတပ်ဖြတ်ပြီးအကြံဘတ်စစ်တပ်ထဲကိုဝင်ရောက်လာခဲ့ကော၎င်းရဲ့အဆိုအရစကောင်းစီတပွဲဝင်နေဟာစင်မတိုက်ရဲတော့ပဲအလွန်မဲ့ကြောက်လန့်နေကြတယ်လို့၎င်းရဲ့ပြောဆိုချက်ရသိရပါတယ်အခုဒီကောင်တွေကိုဘလို့မြင်လဲဆိုရင်ဒီကောင်တွေကလိန်ကချစ်တွေပေါ့နော်အခုတမျိုးဆိုလို့ရှိရင်နောက်ကျရင်တမျိုးပြက်သွားတယ်ဒီကောင်တွေမှာနေတိုင်းလို့လို့ကလိန်ကချင်းညာနေနဲ့ နေတိုင်းလို့လို့ကြံစီနေကြတာပါဘလို့လို့ရင်ဘလို့ကလင်ကချဲလုံမလဲဒီကောင်းနေမှာတိုက်ဖို့အစီအစဉ်မရှိဘူးဒီကောင်းနေကြောက်ရွံ့နေတာပဲရှိတယ်ဒါပေမဲ့ဒီရှေးက point တစ်စိတ်တည်းမှာတိုက်နေတဲ့သူတွေကိုဒီကောင်းနေကတိုက်ရဲတာမဟုတ်ဘူးအခုကရင်ပြည်နယ်ထဲမှာရှိနေတဲ့ရွာကိုမရှိဘူးပဲနောက်ပြီးတော့လက်နက်ကြီးပြစ်လို့ရှိရင်ရှေးက point တစ်စိတ်မှာနေတဲ့လူကိုနောက်ကိုပြန်လာလိမ့်မယ်လို့သူတို့တွေကအဲဒီလိုစီစဉ်ဆွဲနေတာပဲရှိတယ်လို့အလင်းဝင်လာတဲ့စစ်မှုတန်တသားတဲ့ကိုခန်းနိုင်ဝင်းကပြောဆိုပါတယ်ထိုကဲ့သို့လင်းဝင်လာတဲ့စစ်မှုတန်တသားတဲ့ကိုခန်းနိုင်ဝင်းဟာ ရွှေတောင်မြို့နယ်တမန်ကုန်းဂျေးဝါအုပ်ချုပ်ရေးမှုကိုဂျေးဝါတို့မှရှိတဲ့လုပ်ငန်းများကိုစစ်မှုတန်းကျေလို့ဆိုကလားစင်ငွေကျက်3000လုံးချိန်ချောက်တောင်းခံနေတာကြောင့်တပ်ဖြတ်ခဲ့တယ်လို့စစ်မှုတန်းတသားတဲ့ကိုခန်းနိုင်ဝင်ကကင်းလေးထမဝန်ခံပြောဆိုထားပါတယ်။ရွှေတောင်မြို့နယ်တမန်ကုန်းဂျေးဝါမှာအုပ်ကြီးကိုတက်ပြီးတော့ရှောင်လွဲခဲ့ပါတယ်။ရှောင်လွဲပြီးတော့လုံးဝရှောင်လွဲလို့မရတဲ့နောက်ဆုံးမှာတက်သေးကိုကျွန်တော်ဝင်လိုက်ရပါတယ်။ဒီအုပ်ကြီးကိုတက်ရတဲ့အကြောင်းရင်းကတမန်ကုန်းဂျေးဝါမှာတိုင်တက်တိုင်စင်ပတ်ဆက်နေလိုက်ကောက်ပြီးတော့ စတက်ထဲမဝင်ချင်လို့ရှိရင်တရင်ကို2000ခွဲ3000လိုက်ကောင်းနေတဲ့ချိန်မှာလုံးဝအဆင်မပြေတဲ့နောက်ဆုံးမှာသူ့ကိုတပ်ပစ်ခဲ့ရတာပါသူတို့ကျွန်တော်ကိုရန်ကုန်တိုင်းဒေသကြီးအောင်မင်္ဂလာဝေပြေးမှာပဲကျွန်တော်ကိုဖမ်းမိခဲ့တာပါဖမ်းမိခဲ့ပြီးတော့ကျွန်တော်တို့ကိုနေပြီးတော့ပို့ခဲ့ပါတယ်နေပြီးတော့ကနေတဆင့်မကွေးကိုပို့ခဲ့ပါတယ်မကွေးကနေတဆင့်ဟိုဘုံတင်တန်းချောင်းကိုပို့ခဲ့ပါတယ်အရင်နောက်ဟိုဘုံတင်တန်းချောင်းပြီးတဲ့အခါမှာဒီကျက်ငါတက်တက်တရင်ကိုပို့ခဲ့ပါတယ်အဲ့ဒီငါတက်တက်တရင်မှာဆယ်ရက်လောက်နေခဲ့ပြီးတော့အခုကျွန်တော်တို့ရှေ့တန်းကိုထွက်လာခဲ့ရပါတယ် နောက်တော့အောင်စရာစစ်ကြောင်းနဲ့ပဲပိုးခဲ့တာပါလို့စစ်မှုတန်တပ်သားတဲ့ကိုခန့်ဝင်းနိုင်ကပြောပါတယ်။ဒါပြန်ဆိုပါအောင်စရာစစ်င့်ရင်မှထွက်ပြေးလွန်မြောက်လာတဲ့အကြံဘတ်စကောင်းစီရဲ့စခခစနစ်လောက်ခန့်ခမာရဒုံငါးငါးတက်ရဲမှစစ်မှုတန်တပ်သားတဲ့ကိုတိုင်ဦးကလည်းဂျွန်စုမျိုးနဲ့စကန်တဲ့ဂျေးဝါမှမြင်းမျိုးတို့လုံလာလုံရန်တွားရောက်စဉ်တက်စီသမားတဦးကလုပေးမယ်လို့ဆိုကပေါ်တာဆွဲဖန်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ကဲ့သို့ပေါ်တာဆွဲဖန်ဆီးပြီးတဲ့နောက်မိုးယွန်းကြီးတင်တဲ့အကြောင်းအမလေးတက်မတော်တမ်းမြင့်လေးချင်းရီတင်တဲ့အကြောင်းတို့ပို့ဆောင်က ထိုမှာတဆင့်ခါမရ395တက်ရင်တို့ပို့ဆောင်ခဲ့ကြောင်းမိခင်တရင်မှာလန်ခင်းခြင်းနေတတွင်လုံးကြုံရေးတွေလှုပ်ဆောင်ခိုင်းပြီးတဲ့နောက်ရှေတန်းတို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဂျုံစုမျိုးနဲ့စကန်းတဲ့ခြေဝါကပါကျွန်တော်ကမြင်းမျိုးမှာလုံးလုံးပို့တက်လာတာဒစီသမားတယောက်နဲ့တွေ့တယ်ဒစီသမားကကျွန်တော်ကိုအလုပ်ပေးမယ်ဆိုပြီးပေါ်တာဆွဲတယ်ပေါ်တာဆွဲတော့တင်တန်းချောင်းကိုပို့တယ်မိုးရွံကြီးတင်တန်းချောင်းအမလေးတက်မတော့တမ်းမြင့်လေးချင်းရီချောင်းပြီးတော့ကျွန်တော်ကိုခါမရ395ကိုပို့တယ်လော်လောဆယ်တော့သူတို့မိခင်တက်ရဲမှာစောင်းနေပါလေထားတယ် ပြီးတော့လန်ခင်းနာတွေပါတွေသွားရတယ်။နောက်ဆုံးကြတော့ကျွန်တော်ကိုရှေတန်းစင်းမြေပြင်ကိုပို့ဆောင်ခဲ့တာပါလို့သမုတ်တန်တသားတဲ့ကိုတိုင်ဦးကပြောဆိုပါတယ်။ဒါပြင်မကွေးတိုင်းတောင်တွင်ကြီးမြို့နယ်ငခုံးမရွာမှာနေထိုင်တဲ့အောင်စေရဆစင့်ရီမှာထွက်ပြေးလွမြောက်လာတဲ့ဓမ္မ55လောက်ကံခမရတတနဲ့တရဲမှာစမှုတန်တသက်တဲ့ကြော်မဲတုံးကလည်းအကြမ်းဖက်စက်တက်လောက်ခံရဲများကကားသုံးစီးနဲ့မိန်နဲ့တီဝင်ရောက်ပေါ်တာဆော့ရဲ့ဖန်ဆီးခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ကဲ့သို့ပေါ်တာဆော့ရဲ့ဖန်ဆီးပြီးတဲ့နောက်တောင်တွင်ကြီးမြို့နယ်စုဆောင်ရေးတပ်ကိုပို့ဆောင်က တောင်ကြီးနဲ့ဟိုဘုံကိုဆက်လက်ပို့ဆောင်ခံရကြောင်းအရင်နောက်ဟိုဘုံမှာတင်နန်းနလခွဲတက်ရောက်ခါထိုမှာတဆင့်တရင်တင်းနေနှစ်တို့ပို့ဆောင်ခဲ့ပြီးတဲ့နောက်အခုအောင်စရာစစ်ကြောင်းကိုရောက်ရှိနေတာဟာနလခန့်သာရှိသေးတယ်လို့ဇမုတန်တတတဲ့ကြော်မဲထုံးကပြောဆိုပါတယ်အေးနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆန့်ရေးပေါ်စကောင်းစီကကန့်ကွက်မှုကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးနဲ့စတက်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရုပ်သိမ်းလိုက်ပြီးတော့နိုင်ငံတနမန်ရေးဒင်းမဆောင်ရောက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ရုံမှာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးနဲ့ဆက်သက်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပြန်လည်ခေါ်ယူလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှမေလ29ရက်နေ့မှာတည်ပြုထုတ်ပြန်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရမှမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတန်မတ်ကြီးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒကာတို့ပြန်လည်ခေါ်ယူလိုက်ကြောင်းတန်မတ်ကြီးက2023ခုနှစ်စက်တင်ဘာလမှာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံခြားတန်တမာရေးရာဒင်းမာမှုတွေကြောင့်အခုလိုပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပြင်တန်တမာရေးမြင့်များရဲ့ဆိုရရခိုင်ပြည်နယ်မှာနယ်မြေစုံမမှုချုပ်ကန့်ထားတဲ့အေအေအာရခတပ်တော်နဲ့ဘင်္ဂလားဒေ့အစိုးရတာဝန်ရှိသူများကြားဆက်ဆံရေးရှိတယ်လို့စကောင်းစစ်ကကန့်ကွက်ခဲ့ပြီးတဲ့နောက်မှာရခိုင်ကဲ့သို့တမ်းမတ်ကြီးကိုဘင်္ဂလားဒေ့အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းအကြမ်းမတ်စကောင်းဆောင်မယောင်းလိုင်ဦးဆောင်တဲ့စကောင်းစစ်ကတန်တမာရေးရာဘင်္ဂလားဒေ့ရှ်တို့တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ရခိုင်မေလာအစောပိုင်း ရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှစစ်တပ်မှုကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူထားပြီဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့အကြမ်းမဲ့စကောင်းစီရဲ့ရွှေအေးမြိုင်ဖရက်ကုန်းစကန်းကိုကင်နယ်လေးကထပ်မံတင်ပိုက်ပြီးယမန်နဲ့ညာပိုင်းကတင်ပိုက်ခဲ့တဲ့ကင်နယ်လေးစကန်းကနေအကြမ်းမဲ့စစ်ခွေ90ကြော်ထိုင်းဘက်ထွက်ပြေးသွားတဲ့တဲ့ကိုတင်ဆက်ပေးကြပါမယ်။ခရင်ပြည်နယ်ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စကောင်းစီတဲ့ရွှေအေးမြိုင်ဖရက်ကုန်းစစ်စခန်းကို ကေရန်လေးပူပေါင်းတက်တွေကထမ်းမှန်တက်ခိုက်တင်ပိုက်လိုက်တယ်လို့စီရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့မေလ28ရက်နေ့ညပိုင်းမှာအကြံဘတ်စကောင်းစီတက်ရဲ့ကနေလေးစခန်းကိုတင်ပိုက်ပြီးတဲ့နောက်ဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာရွှေရည်မြိုင်ဖရက်ကုန်းစစခန်းကိုပါကနေလေးပူပေါင်းတက်ကထမ်းမှန်တင်ပိုက်လိုက်တယ်လို့သိရပါတယ်။ဒီမနက်ရွှေရည်မြိုင်ဖရက်ကုန်းစခန်းကိုကနေလေးကနေပြန်ဆင်းလာတဲ့ဖွဲ့ရဲ့အောက်ကတက်ကူတဲ့စုံစည်းမြိုင်ကအဖွဲ့တွေပေါင်းပြီးတက်ချိတ်လိုက်တာရသွားပြီ။အဲ့ဒီစခန်းမှာစခွေးက90လောက်ရှိမယ်လို့ KNL စရေးတရင်ရင်းမြေတဦးကပြောပါတယ်။ယမန်နေ့ညပိုင်းက KNL ကတင်ပိုက်ခဲ့တဲ့ KNL စကမ်းမှာအကြံဘက်စခေါင်းစီတပွဲအင်အား100ကျော်ရှိပြီးတော့အရိတဲကစခွေး90ကျော်ထိုင်းဘက်သို့ထွက်ပြေးသွားကြောင်းလက်ရှိမှာ KNL စကမ်းကိုတိုက်ခိုက်တင်ပိုက်မှုတရင်ကိုမကြာမီ KNU ကတရားဝင်တရင်ထုတ်ပြန်မှာဖြစ်ကြောင်းသိရပါတယ်။ KN မြို့သားစီယုံ KNU မှာမရှလာ AP လားနဲ့ယခုမေလာတွင်းမှာထိုင်းနဲ့မြန်မာနယ်စပ်အနီးမှာရှိတဲ့စခေါင်းစီရဲ့ပူလူတူခလဲတွေတခေါပီခွေမော်ဖာတူစကမ်း ဒါလေစကန်းမဲလာစကန်းမော်ဘိုးကိစစကန်းနဲ့ဘလဲတိုစကန်းများကနဲလေးစကန်းနဲ့ရွှေအေးမြိုင်စကန်းတို့ကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိကင်းပြည်နယ်တွင်းမှာမြားဝတီဖရာသုံးစုကော့ကရိန်ကြုံတိုးဖားပေါ်နဲ့တန်တောင်ဒေသတွေမှာအကြမ်းဖက်စစ်တပ်နဲ့ KNL မဟာမိတ်တပ်များကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါတယ်။နောက်ထပ်ထပ်မံသိရှိရတဲ့သတင်းကတော့တနိုင်ငံလုံးလွန်မြောက်ရေး KIA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့တင်နယ်လီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ကချင်လုံမြောက်ရေးတပ်မတော် KIA နဲ့နေမြေဆိုင်ရာပြဿနာတွေကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေဟာမကြာခဏထိတွေ့ပြည်ပခါတွေရှိနေပေမဲ့လည်းယခုကမြန်မာတနိုင်ငံလုံးလုံမြောက်ရေးအတွက် KIA နဲ့ဆက်လက်ပူးပေါင်းတပ်ဖွဲ့ဝင်သွားမယ်လို့တောင်းတတဲ့တန်လေးကပြောပါတယ်။ယမန်နေ့မေလ28ရက်နေ့က DNL တွဲဘက်ထွေထွေတွင်းရမှုဗိုလ်မှူးကြီးတပ်ပန်လာတဲ့သတင်းမီဒီယာများတွန်းဆုံချိန်မှာ KIA နဲ့ဆက်ဆံရေးကိုမေးမြန်းရမှာ၎င်းကထုတ်ကဲသူပြောဆိုခြင်းဖြစ်ပါတယ်။အခုမာမေး KIA နဲ့ကျွန်တော်တို့တောက်လျှောက်ဖြစ်ရှင်းမှုတွေရှိပါတယ်။ပုံမှန်တွဲဆုံမှုတွေလည်းရှိတယ်။ ပြီးတော့အခြေခံထားတဲ့မှာမိစ္ဆာချုပ်တွေလည်း၃ခုလောက်ရှိပါတယ်။အဲဒီမှာတော်လေးကိုပြေဆုံးလာပါတယ်။ဒါက2023မေလလောက်ထိရှိခဲ့တာပေါ့နော်။2024 25မှာဖြစ်ပေါ်လာတဲ့ဒီဘုတ်တိုင်းမှုတွေပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးတော့မှလက်တွဲမလဲ။ဘယ်လိုမျိုးဆက်လက်ပြီးမှတနိုင်ငံလုံးတော်လှန်ရေးတွေကိုပူပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်တို့အများကြီးပူပေါင်းဆောင်ရွက်ရမယ်။နောက်ပြီးကျွန်တော်တို့ဒေတာတခုတည်းပဲလုံမြောက်နေလို့မရဘူး။မာမိတ်ဒေတာတွေလည်းလုံမြောက်ဖို့လိုအပ်ပါတယ်။ဒုံနေတူသွားပဲတနိုင်ငံလုံးမှာရှိတဲ့လူတို့တွေရဲ့လုံမြောက်မှုလည်းလိုအပ်ပါတယ်။ ဒါမှသာလျှင်ကျွန်တော်တို့ရဲ့လုံမြောက်မှုအာမခံချက်ရှိမှာဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေရတဲ့လုံမြောက်မှုဟာခနာတပဲဖြစ်ပါလိမ့်မယ်လို့၎င်းကဆိုပါတယ်။ KIO နဲ့တန်တလေကြပေါ်တိုင်မှုတွေဖြစ်ပွားလာရခြင်းဟာအာနာသိမ်းမှုရဲ့ဆက်ဆက်ကြောင့်နိုင်ငံရေးယဉ်ကျေးမှုပြတ်သုံးသွားခြင်းနဲ့ပျောက်ဆုံးသွားခြင်းတို့ကြောင့်ဖြစ်ပွားလာရခြင်းဖြစ်တယ်လို့ဗိုလ်မှူးကြီးတပ်ပန်လက်ကဆက်လက်ပြောပါတယ်။လူမျိုးတွေလုံမြောက်မှုမှသည်ဒေတာလုံမြောက်ရေးဒေတာလုံမြောက်မှုမှသည်တိုင်းနိုင်ငံလုံးလုံမြောက်ရေးဦးတည်ပြီးမှစဉ်းစားပြီးတော့လုံနေတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့အာနာသိမ်းမှုဆက်ဆက်ကြောင့် နိုင်ငံရေးရင်ကျေမှုကလုံးဝပြတ်သုံးသွားတယ်။ပျောက်ဆုံးသွားတယ်။အခက်အခဲတွေအဆင်မပြေမှုတွေဖြစ်လာတယ်။ဖြစ်လာပြီးဆိုရင်တွဲဆုံရမယ့်နေရာဖြေရှင်းရမယ့်ပလက်ဖောင်းတွေရှိမနေတဲ့အတွက်အခုလိုပြဿနာတွေကကြီးထွားပြီးကြီးထွားလာတယ်။နောက်ပြီးတော့ပြဿနာတွေထပ်ဆင့်ပြီးမှဖြေရှင်းရတာနည်းနည်းလေးခက်သွားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ဒါပြင် KIO နဲ့တန်လလီဒေတာများလုံမြောက်မှုမှသည်တနိုင်ငံလုံးလုံမြောက်ရေးအတွက်မြေခဲသို့ပူပေါင်းဆောင်ရွက်ကြမယ်ဆိုတာကိုလည်းလက်ရှိမှာဆွေးနွေးအဖြစ်ရှာနေတယ်လို့ဗမူကြီးတပ်ပံလကဆက်ပြောပါတယ်။ ခုတနိုင်ငံလုံးနှစ်ဖက်ဒေတာစလုံးလုံးမြောက်ရမယ်။အရာမသားလျင်ဒီလုံးမြောက်မှုကအမကန့်ချက်ရှိမှာပါ။နောင်နောင်ဒါမျိုးပြဿနာတွေမဖြစ်တော့ဘူးပေါ့လေ။ GNO နဲ့အခုတော့အဂျင်ဒါနှစ်ခုရရှိတာပါလေ။တကူကတော့လော်လော့ဆက်မှာဖြစ်ပွားနေတဲ့မြေပြင်ပြဿနာတွေကိုဇလက်ပြီးတော့မှမဖြစ်ပွားအောင်ဇလက်ပြီးတော့မှမကြီးထွားအောင်ဘယ်လိုမျိုးညှိနှိုင်းကြမလဲ။ဘယ်လိုမျိုးပူပေါင်းဆောင်ရမလဲဆိုတာမျိုးကိုဆွေးနွေးရမှာဖြစ်တယ်လို့။အခုကျွန်တော်တို့အနာဂတ်မှာဆိုရင်တနိုင်ငံလုံးလုံးမြောက်အောင်နှစ်ဖက်ဒေတာမှာရှိတဲ့လူလူရော အခုကျွန်တော်တို့နှစ်ဖွဲ့အနေနဲ့မဟာမိတ်နှစ်ဖွဲ့အနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ရမလဲအမြန်ဆုံးအာဏာရှင်စနစ်အောက်ကနေလုံမြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာမျိုးကိုဥတီထားပြီးတော့မှဆွေးနွေးကြရမှာဖြစ်ပါလေလို့၎င်းကပြောပါတယ်။ရွှေလီမြေရဲ့နောက်ဘက်ဒေသတွေအပါအဝင်ရန်ကချင်နယ်စပ်ဒေသနဲ့ဒါဟုံးဒေသတွေမှာ GIO KIA တပ်ဖွဲ့ဝင်များနဲ့ BSLF တန်လီတပ်ဖွဲ့ဝင်များဟာမြေပြင်ထိထွေးမှုတွေမကြာခဏဖြစ်ပွားနေကြခြင်းဖြစ်ပြီးတော့မူဆယ်တရားငားမိုင်နေမှာရှိတဲ့ဒီမားရွှေလောက်ကမှလည်းနေမြေပိုင်ဆိုင်မှုဆိုင်ရာနဲ့အခွန်ကောက်ခံကိစ္စရပ်တွေကြောင့် ဂင်ဟာရီနဲ့ဒန်နယ်လီတို့ဟာမြေပြင်စည်ရေးတင်းမာမှုတွေ2023ခုနှစ်ကဖြစ်ပွားခဲ့ပါတယ်။ဒါပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမြို့နယ်နဲ့ကောခိုင်မြို့နယ်တွင်နယ်မြေစုံမိုးရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း DNL နဲ့ GIA တို့ကြားအောက်ခြေတပ်ဖွဲ့ဝင်တွေမကြာခဏအငင်းပွားမှုတွေရှိနေကြပါတယ်။ဒါပြင်မွန်ဂို နမ်မိုနမ်ဘက်ကနန်ခမ်းနဲ့မွန်ဝေးဒေသတွေမှာလည်း GIA နဲ့ဒန်နယ်လီတို့ကြားနယ်မြေပိုင်ဆိုင်မှုအငင်းပွားပြဿနာတွေနဲ့နှစ်ဖက်ပေါ်တိုက်မှုတွေရှိနေခြင်းဖြစ်ပါတယ်။ဒါ့ဝိမဲ့လည်း GIA နဲ့ဒန်နယ်လီထိန်းချုပ်ထားတဲ့နှစ်ဖက်စလုံးဒေသတွေမှာ ကချင်လူမျိုးများရန်လူမျိုးများနဲ့တောင်ပလောင်လူမျိုးတို့ဟာရောနှောနေထိုင်ကြခြင်းဖြစ်ပါတယ်။ဒါကြောင့် KIA နဲ့တင်းနယ်လေးတို့ကြားနေမြေဆိုင်ရအငင်းပွားမှုပြဿနာတွေကိုတွဲဆောင်ဇွန်ွေရေးနဲ့ဖြည့်ရှင်းဆောင်ရွက်နေကြောင်းနဲ့သဘောတူစာချုပ်များနဲ့လည်းဖြည့်ရှင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြတွင်ပြပါသတင်းတော်လိုင်းရဲ့ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။